အဲ့ဒီယုံနာနှစ်ပါးဆိုတာကိုလည်းပဲသိရယုံနာအနေနဲ့သိဖို့ရစဉ်းစားကြည့်ပေါ့ကိုယ်ခန္ဓာကိုယ်ကြီးကိုကိုယ်အာယုံဆိုင်ကြည့်လိုက်ဟောဒီ body လို့ပြောတဲ့ရစိနာနာလျာကာယဆိုတာကြီးဟာဘာကိုမှအာယုံကိုယူနိုင်စွမ်းမရှိဘူးအာယုံကိုယူနိုင်စွမ်းမရှိသည့်အတွက်ကြောင့်သူ့ကိုအာယုံမသိတဲ့တရားမဟုတ် ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့တွေ့တဲ့အခါမှာ ပြောင်းလဲဖောက်ပြန်တတ်တဲ့တရားဖြစ်လို့သူ့ကိုယုံတရားလို့ခေါ်တယ်။အကြမ်းကြီးမှတ်မယ်ဆိုရင်မျက်စိနာနာလျာကာယဆိုယုံတရားကြီးပဲ။အဲ့ဒီယုံတရားပေါ်မှာမိပြီးတော့ဖြစ်ပေါ်လာတတ်တဲ့အာယုံကိုရယူတတ်တဲ့အသိစိတ်ရှင်ဘက်စေတဲ့တိတ်တင်နေတယ်ကွာအသိစိတ်ကိုတော့ နန္တရာလို့ဒီလိုခေါ်တယ်။ကိုယ့်ဘာကိုဆင်ញင်စဉ်းစားကြည့်ခုထိုင်နေတဲ့အချိန်မှာတိနေတာကစိတ်ကလေးကတိတာ။ရုပ်ခန္ဓာကိုယ်ကြီးကငါထိုင်နေတာပါလားလို့မသိဘူး။နော်။ငါထိုင်နေတာပါလားလို့မသိဘူး။တိတာကစိတ်ကလေးကတိတာ။အော်တိနေတာလေးကနန္တရာမတိတာကယုတ်တရားလို့အချမ်းမြန်အဖြစ်ဒီလိုခွဲလို့ရတယ်ပေါ့။ အဲ့တော့လူတွေရဲ့တဏ္ဍာမှာဒီယုံနဲ့နံနှမျိုးပဲရှိတယ်။အဲ့ဒီယုံနဲ့နံနှမျိုးကိုတခါရုပ်ကိုတော့ထပ်မခွဲတော့ဘူး။မျက်စိနန္ဒာလျာကာယလို့ဆိုတဲ့အခြေခံဒီထဲမှာလူရဲ့ခန္ဓာကိုယ်ကြည့်လိုက်အတုံးခဲတွေတွေ့လိုက်မယ်။မာရယ်ပြော့တယ်ဆိုတဲ့သဘောတွေနဲ့ဖွဲ့စည်းထားတဲ့တုံးခဲပထဝီ အဲ့လိုတုံးခဲဖြစ်နေအောင် ဖွဲ့စည်းထားတဲ့သဘောယူစည်းနေတဲ့သဘောအရေးသဘောတွေအာဘောခန္ဓာကိုယ်ထဲမှာရှိတဲ့ပူရာအေးရာတွေတည်ဆုံးလှုပ်ရှားနေတာတွေကတွန်းကန်ထားတာတွေကဝါရောလို့ဆိုဟောဓာတ်ကြီးလေးပါလည်းပဲအချမ်းမြေအဖြစ်စဉ်းစားလို့ရပေါ့နော်အဲ့ဒါတွေဟာယုတ်တရားတွေပဲအဲ့ဒီယုတ်တရားတွေပေါ်မှာမိပြီးတော့ဖြစ်နေတယ်နော် တဘာဝတရားတစ်ခုသိတယ်အာယုံကိုသိတယ်ထိုင်နေထိုင်နေတယ်လို့သိတယ်အိတ်နေအိတ်နေတယ်လို့သိတယ်စားခြင်းစားခြင်းတယ်လို့သိတယ်သွားခြင်းသွားခြင်းတယ်လို့သိလာတယ်ဆိုတဲ့အဲ့ဒီအတိလေးကနန္တရားလို့ဟောရလို့အကြံဉာဏ်အဖြစ်ရုပ်ကိုမှတ်ပြီးတဲ့အခါနန္တရားကိုမှတ်ပြီးတဲ့အခါနန္တရားကို ထပ်ပြီးတော့ခွဲလိုက်တော့ ာယုန်လေးတစ်ခုကိုရယူနိုင်စွမ်းရှိတာကဝိညာဏလို့ခေါ်တဲ့အသိစိတ်ပဲအဲ့ဒီရယူထားတဲ့အာယုန်ရဲ့အရသာကိုခံစားတတ်တာတော့ဝေဒနာလို့ခေါ်တယ်အာယုန်ပေါ်မှာအတွေ့အကြုံရပြီးတော့အာယုန်ရဲ့အရသာကိုခံစားတယ်ခံစားတယ်ဆိုတာနေသက်စရာအာယုန်နဲ့တွေ့တဲ့အခါမှာပြောမလာဘူးလားစိတ်ကပျော်ရှင်မှုဆိုတာစိတ်ရဲ့ခံစားမှုတစ်ခုပဲ။ ကိုမကြိုက်တဲ့အာယုံလေးနဲ့တွေ့တဲ့အခါမှာစိတ်ထဲမှာမကြည်မနှက်ဖြစ်တယ်။ခံစားမှုတစ်မျိုးလား။ကြိုက်မကြိုက်ဘာမှမထင်ရှားတဲ့အရာတစ်ခုမှကြတော့မသိတာတဲ့ခံစားမှုလို့။ဟောလူတွေရဲ့စိတ်ထဲမှာကြည့်လူတိုင်းလူတိုင်းမှာစဉ်းစားကြည့်စိတ်ရဲ့ခံစားမှုတွေဟာကောင်းတယ်လူခံစားတာရှိတယ် မကောင်းဘူးလို့ခံစားတာရှိတယ်ကောင်းမကောင်းမထင်ရှားတဲ့ခံစားတာရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဆိုအဲ့ဒီဝေဒနာတွေဆိုတဲ့ခံစားမှုတွေကမိမိတဏ္ဍာမှာစဉ်ဆက်ပြက်ဖြစ်နေတဲ့အရာတွေပဲဖြစ်တယ်ပေါ့အာယုန်နဲ့တွေ့လိုက်ထားတဲ့တပြိုင်နက်ထိုးအာယုန်ပေါ်မှာခံစားမှုဆိုတာပေါ်လာအဲ့ဒီခံစားမှုကိုကြည့်ပြီးတော့လူတွေက ခံစားမှုလို့မသိတဲ့အခါဘာပြောတော့ဆိုဒီကနေ့ငါပြောတယ်ဒီကနေ့ငါမပြောဘူးဒီကနေ့ငါစိတ်ညစ်တယ်နဲ့ပြောမနေကြဘူးလားတကယ်ကတော့ကိုယ်တဏ္ဍာမှာခံစားမှုသဘာဝတရားဖြစ်ပေါ်နေတာလို့ဒီလိုမှတ်အဲ့ဒါကိုဝေဒနာခန္ဓာလို့ခေါ်တယ်အေးအာယုန်တစ်ခုကိုတွေးလိုက်တာနဲ့တပြိုင်နက်အကောင်းဆိုးဆိုတာကိုမှတ်လိုက်တယ်အဲ့ဒီအမှတ်နဲ့ပဲပြန်သိတယ် တခါမှမမြင်ဘူးခင်ကပထမဆုံးမြင်လိုက်တဲ့ဟာကိုမှတ်လိုက်တယ်နောက်တစ်ခါထပ်မြင်တော့မသိဘူးလားသိသွားတယ်အဲ့ဒါဘသူကမှတ်တုံဆိုတင်ညာကမှတ်ပေးတာစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့တင်ညာတရားကမှတ်လိုက်တာတဲ့အဲ့ဒါကခန္ဓာတစ်ခုဒီတည်းပဲတွေးတယ်ကြံတယ်လိုချင်တယ်စိတ်ဆိုးတယ်မလိုချင်ဘူး မေတ္တာထားလေဆိုတဲ့အကောင်းအဆိုးတွေရောနေတဲ့သဘာဝတရားတွေကိုသင်္ခါရလို့ခေါ်တယ်။အဲဒီသင်္ခါရလို့ခေါ်တဲ့စေတသိက်50ပေါ့စိတ်ရဲ့အခြေအနေစေတသိက်50ကသင်္ခါရခန္ဓာလို့ဆိုတော့ပေါင်းလိုက်တော့စိတ်ရဲ့ဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဆိုတော့ဒီခန္ဓာ၄ခုကတော့နံခန္ဓာ၄ပါလို့ဒါပထမသိအောင်အရင်စ조사ရအောင် အကျမ်းကြီးလေးကိုယ်တန်နာမှာဒီဟာတွေကို တွေ့နေဖို့လိုတယ်ပေါ့ဒီတဲ့ချင်းလိုက်လို့ရှင်ယုံနဲ့နံနှစ်ခုတည်းပဲမှတ်အဲ့ဒီယုံနဲ့နှစ်ခုတိလာပြီးတဲ့နောက်မှာဒီယုတ်ဒီနံနေဟာဘာကြောင့်ဖြစ်နေတာတုံးဆိုတဲ့အကြောင်းတရားကို သိဖို့လိုတယ်အကြောင်းတရားကိုတိလာပြီးဆိုတဲ့အခါကျတော့မှဟောဒီယုတ်ဒီနံနေရဲ့တဘာဝတွေကိုစူးစမ်းဆင်ခြင်မှုဆိုတဲ့ ဝိပဿနာဉာဏ်တစ်မျိုးနဲ့တွေ့တဲ့အခါကျတော့မှအခုဝိပဿနာရှုွယ်တော်လေးစေဆိုတာလာတာ